တနင်္လာသာသမီမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇူလိုင်လအတွက်တလတာဟောသရံကိုဟောကြားပြမှာဖြစ်ပါတယ်အခုဇူလိုင်လမှာဆိုရင်ဖြင့်တနင်္လာသာသမီမိတ်ဆွေအပေါင်းအနေနဲ့ငွေကြေးအထူးကံကောင်းတဲ့ကာလဖြစ်ပါတယ်ငွေကြေးလုံးရင်းဝင်တာကိုယ်လောက်ကနေငွေကြေးအကြီးကျယ် အမျက်ဆွန့်ရတာမျိုးတွေဒီကာလမှာကြုံတွေ့ရပါလိမ့်မယ်။ဒီပေါက်တလို့ဝေဝင်လာနိုင်တဲ့အခြေမျိုးလည်းဖြစ်ပါတယ်ခင်ဗျာ။ဒါပေမဲ့နည်းနည်းသတိပြုတင်တာကမတော်တဆထိခိုက်မိတာမျိုးကျန်းမာရေးညံ့ပြီးတော့မှစေယုံစေကန်းရောက်သွားတတ်တာမျိုးတွေကိုတော့နည်းနည်းလေးသတိပြုတင်ပါတယ်။နောက်ကိုမဟုတ်ဖဲနဲ့ပေါ့နော်ဒီအမှုခင်းရုံးကန်းနဲ့တနည်းနည်းပတ်သက်ရတာမျိုးတွေ တောင်မီတာသူအရေးအိမ်တွင်ရေးဆရာတွေအတွက်ပုံပန်တော့ကညာရာမျိုးတွေတော့ဒီကာလမှာကြုံတွေ့ရတတ်ပါတယ်။နောက်ကိုယ်မတခင်မရင်းနေတဲ့မိတ်ဆွေဆရာသမားဆရာတွေနဲ့အဆင်မပြေဖြစ်တာအထင်မြင်လွဲခံရတာတနည်းနည်းနဲ့လမ်းခွဲစရာကြုံလာတာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာ။နောက်မြေကိစ္စအမွေကိစ္စဆရာတွေမှာပြဿနာပေါ်တတ်တဲ့ကာလဖြစ်ပါတယ်။နောက် ကိုမဟုတ်ခင်းနဲ့ပေါ့နော်အဆွဆွဲပြောဆိုခံရတာမျိုးအစစ်စင်းမင်းများခံရတာမျိုးတပုတ်လေးလွင်ပြောခံရတာမျိုးတွေဒီကာလမှာကြုံတွေ့ရတာပါတယ်အထူးသဖြင့်ကိုကကိုပေါ့နော်ဒီမနာလိုတဲ့သူရှံလိုတဲ့သူဒါမျိုးလေးတွေတွေ့တွေ့နေရတတ်ပါတယ်ခင်ဗျာနောက်ကိုလေးစီလုံးနေတဲ့စီးပွားအလုံးနဲ့ပတ်သက်ပြီးတော့မှအခြေအနေကောင်းတွေကြုံတွေ့လာပါလိမ့်မယ်။ကိုထက်အတရားဖြစ်ကြည့်တဲ့သူ၊ကုံအဖြစ်ကြည့်တဲ့သူ အတာမျိုးတွေလည်းကုညီလာနိုင်တဲ့ကာလဖြစ်ပါတယ်။နောက်အလုံးတည့်ရတာနေရာထိုင်ငယ်အတက်ရတာဒါမျိုးတွေလည်းကြုံတွေ့ရတာပါတယ်ခင်ဗျာ။နောက်ဒီကာလမှာရဝေးခီးရေချောင်းခီးမျိုးတွေကိုတော့သူတတိထားပြီးတော့ရှောင်းရင်ပို့ပြီးတော့ကောင်းပါတယ်။နောက်ကိုယ့်ရဲ့အင်းအောင်နေသေးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဇနီးမယားကျမရဲ့ညံ့နာမျိုးအဲဆေးုံဆေးကန်းရောက်တာမျိုးဒါမျိုးတွေလည်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ နောက်ပြီးတော့ကိုယ့်ရဲ့အင်ကိုပေါ့ပေါ့နော်ဒီကြောက်ညရနာတွေကြောက်ညပေါ့နော်သူတစ်ဖြင့်ကြောက်ဝင်လာတတ်တာမျိုးတွေကြုံရတတ်ပါတယ်ဒါမှမဟုတ်ငိုတဲ့ကလည်းကိုယ့်အိမ်မှာဘူးတဲ့ခွက်ထဲမှာထည့်ထားတဲ့ကြောက်ရှိနေတတ်ပါတယ်အဲ့လိုရှိနေတယ်ဆိုရင်တော့အဲ့ဒီကြောက်ကိုအဆောင်ဖြစ်ဆောင်ထားတာကိုယ့်အတွက်ကံကောင်းစေတဲ့အဆောင်ဖြစ်ပါတယ်စီးပွားတက်လက်လာပါတွေပွင့်လန်းစေတတ်ပါတယ် ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်တော့နှလုံးဒုနာစတာမျိုးတွေဒီကာလမှာဥပတ်ပေးရပါတယ်ခင်ဗျာနောက်အစာမာတာဆေးမာတာဒါမျိုးတွေကိုလည်းသူသတိပြုတင်ပါတယ်နောက်ပြီးတော့ဒီလမှာဆိုလို့ရှိရင်ကံကောင်းစေတဲ့အရာကတော့အဖြူရောင်ငွေရောင် ဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍရှစ်ကဏ္ဍဖြစ်ပါတယ်ဒီလမှာ ို့အတွက်ကံတတညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ပြုလုပ်ရမယ့်ရည်ရာကတော့တနင်္လာနေ့မနစ်စောစောမှာကိုယ့်ရဲ့အိမ်ဖျားမှာကိုကာကိုလာနှစ်ခွက်ကတ်လို့ပြီးတော့မှဆုတောင်းရမှာဖြစ်ပါတယ်ခင်ဗျာ။